ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆုံးမဲမဲနနာလို့တနာရကောဝဲပြီးမြေမွေးနေ့မှာကစံဖန်ကိုအပိနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ကစံဖန်ပရိသတ်များရှင်အမှတ်တရနေ့အစီအစဉ်ရဲ့ဝင်နေစုတောင်းအစီအစဉ်ကနေပြီးတော့ ဒီနေ့ပထမအဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့မကွေးမော်နေတဲ့မအေးဆန္ဒခင်ပဲဖြစ်ပါတယ်။မကွေးမော်နေတဲ့မအေးဆန္ဒခင်ရဲ့24နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မကွေးမော်နေတဲ့မန်းခင်မြင့်ဆွေ၊မတ်တင်စောင်းတွင်မတ်လလဲဝင်းမတ်ဝဝေထွန်းနဲ့မတ်ရတီမိုးတို့ကပောင်ဝင်တောင်းဆိုနာပဲဖြစ်ပါရှင်။ ။သစိုင်းဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်ကနေပြီးတော့နောက်ထပ်ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရွှေဘုံမာနေတဲ့ဘူကြီးခန်းစီယာဖြိုပဲဖြစ်ပါတယ်။ရွှေဘုံမာနေတဲ့ဘူကြီးခန်းစီယာဖြိုရဲ့28နှစ်ပြည့်မွေးနေ့အတွက်ကတော့ရွှေဘုံမာနေတဲ့မတ်မေဆွန်ဖြိုမတ်ဤဖြိုချယ်ရီမနန်းသူဆောင်မနန်းနှုံမွေမဝင်းပပမတ်ခင်နှလားခိုင်ဘူကြီးအောင်လင်းစုဘူကြီးနေလင်းဦးဘူကြီးကျော်စွာလင်းဘူကြီးမင်းခန့်အောင်ဘူကြီးတူရင်ဝင်း ဘူကြီးသူရအောင်ဘူကြီးအောင်စင်နိုင်စစ်တီအောင်ဖြိုးကျော်နဲ့စစ်တီမင်းသူဟန်တို့ပဲဖြစ်ပါတယ်စီအန်ဖဲပရိသတ်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရရှင် ပြည်သူများရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့နေပြည်တော်မှာနေတဲ့ကိုကောင်းမြတ်သူမန်းငွေစင်လှိုင်မဆန်းတီရီမောင်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့နေပြည်တော်မှာနေတဲ့ကိုမင်းမြတ်ဆန်နဲ့မတ်တင်စာနင်းတို့ရဲ့ချက်သူတတန်လေးနေပြည်အတွက်ပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။သစင်ပရိသတ်များရှိမတရားနေ့အစီအစဉ်ကိုတော့ချောအပ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမနက်နေ့အားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစင်းဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစင်းဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူ တဆင်းဖန်အနာတိမတ် YouTube channel မှာလည်းကမတ်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့ရက်အမှတ်ရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရရှင်။